ဆုံးရှုံးသွားတဲ့နေမြေအားလုံးကိုတနိုင်ငံလုံးကိုတော့မှသူကပြန်လဲပြီးတော့တိတ်ပိုက်ချင်တာပေါ့နော်နိုင်ငံတကာမှာထွက်ပြီးတော့သူတို့အကူအညီတောင်းခဲ့တဲ့ဒီဥစ္စာပေါ့နော်ဒီစစ်ရေးစစ်လက်နက်ပစ္စည်းတွေတောင်းခဲ့တယ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အဲသူတို့ကဟိုဒီနေမြေတွေရှင်းလင်းရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အဲသူတို့ကတော့ နိုင်ငံတကာကိုအကူအညီရယူခဲ့ကြတော့ဗောနော်ဂုံသိက္ခာရသူတို့ကတော့နိုင်ငံရေးဂုံသိက္ခာဗောနော်အဲ့ဒါသူတို့ပြင်လဲအဆက်တဲ့သဘောအနေနဲ့ဆောင်ရွက်တာလည်းရှိတယ်အလုံးဝမင်္ဂလာပါကျွန်တော် KNC ရဲ့တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အခုတစ်ခေါက်မှာတော့ကျွန်တော်ဒီတကြော့ပြန်ဒီမြောက်လီတောင်ဘက်ပိုင်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့ဆုံမေးမြန်းတော့မှာဖြစ်ပါတယ်။ အလုံးသိရှိထားတဲ့အတိုင်းပါပဲဒီမြောက်ပြည်တောင်ဘက်ပိုင်းမှာတကြော့ပြန်တိုက်ပွဲပြင်းထန်လာတာကိုဒီစေအုပ်စုရဲ့ဒီနေမြေစုမွေးရီမှန်းချက်စစ်ရေးရီမှန်းချက်ကဘာတွေဖြစ်နိုင်မလဲဒီမြောက်ပြည်တောင်ဘက်ပိုင်းကိုပြန်လည်စုမိုးနိုင်ဖို့အတွက်ကစေအုပ်စုအတွက်ဘယ်လောက်ထိအရေးပါသလဲဒါတွေနဲ့ပတ်သက်ပြီးတော့ခင်ယူကင်မျိုးသားအစည်းအရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဘဒုဆော့ကလစ်စင်နဲ့ကျွန်တော်တွေ့ဆုံမြင်မြန်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဘဒုအခုလို့ အချိန်ပြည့်တဲ့အတွက်ကျေးဇူးများတင်ပါတယ်ပထမဆုံးပေါ့လေတို့ကျွန်တော်မေးချင်တာကတော့ဒီမြောက်ပြည်တောင်ဘက်ပိုင်းမှာဒီတကြောပြန်စီပြန်ပြင်းထန်လာတာနဲ့ပတ်သက်ပြီးတော့ဒီအခုလက်လက်လောလောပေါ့လက်တလောနောက်ဆုံးအချိန်နေလေးခနူးပြောပြပေးပါခင်ဗျာအာနောက်ဆုံးအချိန်နေကတော့ဒီစစ်ကောင်စီစစ်ကော်မရှင်ဘက်ကပေါ့နော်သူတို့ရဲ့စီရည်မှန်ချက်ရှိတဲ့ရှိတဲ့အတိုင်းပေါ့နော်သူတို့ရှေ့တိုးပြီးဆောင်ရွက်လာတာတွေတော့ရှိတယ် အဲကျွန်တော်တို့ဘက်ကလည်းပဲကိုယ့်ရဲ့နေမြေကိုယ့်ရဲ့ဒေသကိုယ့်ရဲ့ဘိုးဘွားပိုင်းနေမြေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကာကွယ်ဖို့ဆိုတာလည်းကျွန်တော်တို့ရဲ့တာဝန်ပေါ့နော်အဲ့ဒါကြောင့်မို့တိုက်ပွဲတွေကတော့လက်ရှိအနေထားရတော့ပြင်းထန်နေတယ်လို့ပြောလို့ရတယ်ဟိုတိုက်ပွဲကြီးမဟုတ်တိတိုင်ပေါ့နော်ဒီအဲခုခံတဲ့စစ်ပွဲပုံစံမျိုးနဲ့အဲကျွန်တော်တို့လက်ရှိတော့ဆောင်ရွက်နေတာလည်းရှိတယ် အဲနောက်ပြီးတော့မှပဲဒီသူတို့ခြိတက်လာတဲ့လမ်းကြောင်းတွေရှောက်မှဒီပျောက်ကြားနဲ့ဟိုတိုက်ခိုက်နေတဲ့ဟိုအနေထားလည်းအများကြီးရှိနေသေးတယ်ဆိုတာတော့ပြောလို့ရပါတယ်ဟုတ်ဟုတ်ကဲ့ဘလို့နောက်တစ်ခုကတော့ဒီ၄ကီကောမြို့သစ်ပေါ့နော်ကျွန်တော်၄ကီကောမြို့သစ်ပါဝင်ဒီမြောက်ပြည်တောင်ဘက်ပိုင်းမှာဒီစေအုပ်စုဘက်ကတိုက်ရအလုံးရင်းနဲ့ထူးစစ်ဆင်လာပြီးတော့ဒီတိုက်ပွဲပြင်းထန်နေတယ်လို့ပဲဒီတော်လိုင်းရာစုတွေဘက်ကလည်းခုခံတွန်းလှန်မှုတွေလုပ်နေလို့သိရတာပေါ့လေ ဆိုတော့ဒီနယ်မြေကစီအုပ်စု အတွက်ကအဟောနောက်ပြီးတော့ဒီတော်လိုင်းအင်အားစုတွေအတွက်ဟောဘယ်လောက်ထိရေးပါလဲအဲ့ဒါပြောပြပေးခွန်မြတ်ဟုတ်ကဲ့သူတို့ရဲ့ရည်မှန်းချက်ကတော့ကျွန်တော်တို့ဟောဘောနော်ဒီနားလည်ထားသလောက်ဆိုရင်သူကဆောင်းရှုံးသွားတဲ့နယ်မြေအားလုံးတနိုင်ငံလုံးကိုတော့မှသူကပြန်လဲပြီးတော့တိတ်ပိုက်ချင်တာဗောနော်အဲသို့တော်ညာလည်းပဲလက်တလောရည်မှန်းချက်လို့ပြောလို့ရမယ်ထင်ပါတယ် အဲသူတို့ရဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ကနိုင်ငံတကာမှာထွက်ပြီးတော့သူတို့အကူအညီတောင်းခဲ့တဲ့ဒီဥစားပေါ့နော်ဒီစစ်ရေးစစ်လက်နက်ပစ္စည်းတွေတောင်းခဲ့တယ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အဲသူတို့ကဟိုဒီနေမီလီရှင်းလင်းရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အဲသူတို့ကတော့ဟိုနိုင်ငံတကာကိုအကူအညီရယူခဲ့ကြတော့ပေါ့နော်အဲအဲ့ဒါကြောင့်မို့တပြိုင်နက်တည်းတစ်ချက်ခုနှစ်ချက်ပြပုံစံနဲ့ပေါ့နော်သူတို့ကဆောက်ရှုံသွားတဲ့နေမီကိုလည်းပြန်လဲပြီးတော့ ဟိုထိန်ချုပ်နိုင်ဖို့သူတို့စူးစမ်းတာလည်းဖြစ်တယ်တစ်ဖက်ကအဲသူတို့ပြောပြောနေတဲ့ဂုံသိက္ခာပေါ့နော်အဲသူတို့ရဲ့ဂုံသိက္ခာတော့ကျွန်တော်တို့ကတော့နားမလဲသို့တော်ညာလည်းပဲသူတို့ရဲ့နှုတ်ထွက်စကားအဲကျွန်တော်တို့ပဲပက်ပြောင်းလာတယ်သူတို့အရာရှိအဆင့်ရှိတဲ့လူတွေပြောစကားအဲ့ဒါကဂုံသိက္ခာရသူတို့ကတော့နိုင်ငံရေးဂုံသိက္ခာပေါ့နော်အဲ့ဒါသူတို့ပြင်လဲအဖတ်ဆဲတဲ့သဘောအနေနဲ့ဆောင်ရွက်တာလည်းရှိတယ်အဲနောက်တစ်ချက်က အာစီးပွားရေးပိုင်းဆိုင်ရာပေါ့နော်ကုန်သွယ်ရေးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာအဲသူတို့အများကြီးထိခိုက်နေတာမျိုးရှိတယ်အဲအဲ့ဒါကြောင့်မလို့အဲ့ဒီအဖက်ဖက်သောအခြေအနေအကြောင်းတရားကြောင့်သူတို့အတွက်ကတော့အရန်ကိုရေးကြည့်ပါတယ်ကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့ဘိုးဘွားပိုင်းနဲ့ကျွန်တော်တို့မိမိဒေသကိုကျွန်တော်တို့ကာကွယ်တယ်ဒါကကျွန်တော်တို့အတွက်လည်းရေးကြည့်ပါတယ်ဆိုတာကိုကျွန်တော်တို့ပြောပြောပြခြင်းပါတယ်ဟုတ်နောက်တစ်ခုပေါ့အခုမြေပြင်မှာပေါ့လတ်တလောထွက်ပေါ်လာတဲ့သတင်းရဆိုလို့ရှိရင်တော့ ဒီတော်လင်းရာစုတွေပဲကဒီအဲ့ဒီနေမြေကနေပြီးတော့အဲ့ဒီဒေသနေပြီးတော့တဖြည်းဖြည်းဆုတ်ခွာလာတယ်လို့သိရတာပေါ့လေဒီလိုဆုတ်ခွာရတဲ့အကြောင်းရင်းကိုလည်းအာဘယ်လိုပြောပြနိုင်တယ်လို့ပြောပြလို့ရမှာလားခင်ဗျဟုတ်ကဲ့ကျွန်တော်တို့စေရဲ့သဘောတရားကို ပြန်ကြည့်မယ်ဆိုရင်ဟုတ်ဥပမာအားဖြင့်ပေါ့နော်အာကဘာမှာတော်တော်လေးနာမည်ကြီးခဲ့တဲ့ဟိုတမိုင်းဝင်ခဲ့တဲ့စစ်ဘီယန်ကြီးနပိုလီယံတောင်မှစစ်တိုက်တဲ့နေရာမှာဟိုပေါ့နော်နိုင် နိုင်တခါရှုံးတလှဲဆိုတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့ရတယ်ရှေ့တိုးလိုက်နောက်ဆုံးလိုက်ဆိုတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရတာလဲကျွန်တော်တို့လိလာသိယူခဲ့ရတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့အခြေအနေဒီလဲပဲအများရန်နိုင်မယ်လို့တော့ကျွန်တော်တို့တတိချတော့ဟိုသတ်မှတ်ထားလို့မရဘူးတိုက်ပွဲဒီအနိုင်နဲ့အရှုံးနဲ့ယင်ဆိုင်နေရမှာတော့သိကြတယ်အဲဒါကြောင့်မို့အခြေအနေကလတ်တလောကတော့ကျွန်တော်တို့ဘက်ကတော့နည်းနည်းလေးပဲစောက်ခွာရတာပေါ့နော်ဘာကြောင့်နည်းနည်းလေးပဲပြောသလဲဆိုရင် ကျွန်တော်တို့ရဲ့ဟိုတတ်မှာခုနှစ်ခုလောက်မှရှိတဲ့နေမြင့်နေထားရပြန်ကြည့်မယ်ဆိုရင်အာနည်းနည်းလေးပဲပြောလို့ရတာပေါ့နော်အဲ့တော့ကြောင့်မို့လို့တိုက်ပွဲသဘောတဘာဝရတော့ကျွန်တော်တို့ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရတယ်ဆိုတာပြောလို့ရပါတယ်အခုဒီမြောက်ပြည်တောင်ဘက်ပိုင်းမှာဒီစေအုပ်စုဘက်အရင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့ဟိုအဓိကရည်မှန်းချက်ပေါ့နော်၃ချက်ဟိုကျွန်တော်ခြုံလိုက်ရင်တော့၃ချက်ပဲရှိမှာပေါ့လေတစ်ချက်ကတော့ရွေးကောက်ပွဲလုပ်ဖို့ရယ်နောက်တစ်ခုကသူတို့ ဒီသစ်ဆုံးသားနေမျိုးနော်ကုန်သိခအဖတ်ပြန်ဆယ်ဖို့ရယ်နောက်တစ်ခုကကုန်သွင်းရေးကိစ္စပေါ့နော်ဆိုတော့ဒီနောက်နောက်ဆုံးအခြေအနေပေါ့အဲ့ဒီမြောက်ဒီတောင်ဘက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီ KNU နဲ့တော်လေးဘူးပေါင်းတစ်ဖက်တွေကဟိုနေမျိုးဘယ်လောက်ထိပြန်ပေးလိုက်ရပြီလဲအော်စေအုပ်စုရဲ့ဟိုနေမျိုးစုမိုးနိုင်မှုအခြေအနေကိုလည်းနည်းနည်းပြောပြပေးပါခင်ဗျဟုတ်ကဲ့ဒီသူတို့ဘက်ကအလောက်ထိအလုံးရင်းနဲ့ဟိုဆောင်ရွက်နေတဲ့ဂျားတွေကနေပြီးတော့ကျွန်တော်တို့ တနိုင်ငံလုံးတိုက်တာရတော့လကောင်းကျွန်တော်တို့ရဲ့ဟိုစားပေါ့နော်ဟိုကော်တူလင်းနေမြေရတော့လကောင်းပေါ့နော်ကြီးလိုက်မယ်ဆိုရင်ဟောဘာမှတော့အလောက်ထိကြီးကြီးကျယ်မဟုတ်ပေါ့နော်သို့တော့ညာလည်းပဲသတင်းမီဒီယာတွေဘက်ကနေသတင်းမီဒီယာဆိုဆိုတာကဒီဟိုစားပေါ့နော်စစ်လော်ဘီတွေရဲ့ဟောမီဒီယာတွေကနေကြီးကြီးကျယ်ကြီးသားထားတာပဲရှိပါတယ်သို့တော့တကယ်တကယ်မြေပြင် ground ထဲမှာတော့ဟိုအလောက်ကြီးလဲမဟုတ်ဘူးပေါ့နော်ဟိုကျွန်တော်တို့အားလုံးအဆင်ပြေပါတယ်ကျွန်တော်တို့ရဲ့ ဟိမန်ကျက်ဖြစ်တဲ့ဟိုဇာဘောเนาะဒီဆရာနာရှင်ဘွားကလွန်မြောက်ရေးဆိုတဲ့ဆောင်ရွက်ချက်မှာကျွန်တော်တို့အများကြီးဆက်လက်ဆောင်ရွက်နိုင်သေးတယ်ကျွန်တော်တို့မှာအများကြီးအခွင့်အလမ်းတွေလည်းရှိနေသေးတယ်နေမြေရလည်းအများကြီးရှိနေပါတယ်အာပြည်သူရဲ့ထောက်ခံမှုကလည်းအများကြီးရှိနေပါသေးတယ်ဆိုတာလည်းကျွန်တော်တို့သိရှိရပါတယ်နောက်တစ်ခုကတော့ဒီကင်ယူတမဟာ6နဲ့တမဟာခွန်နေမြေတမဟာပေါ့เนาะဒီစေအုပ်စုကိုဒီတွန်းလွန်တိုက်ခိုက်တဲ့နေရာမှာဒီ KNL တပ်ဖွဲ့တွေနဲ့အတူ PDF တပ်ဖွဲ့တွေလည်းပူးပေါင်းပါဝင်ကြတာပေါ့လေဒီပါဝင်မှုပေါ်မှာဒီစေအုပ်စုရဲ့ဒီဝါဒပြန့်အာဒီ channel တွေမှာအာစေအုပ်စုရဲ့ဟိုဟာ lobby အုပ်စုတွေကတော့ဒါ KNU ကဒီ PDF တပ်ဖွဲ့ဝင်တွေကိုဟိုဒီဖိနှိပ်မှုတွေလုပ်နေတာကြောင့်ဒီ PDF ကလေးတွေထွက်ပြေးနေရတဲ့အခြေအနေမျိုးမှာရှိတယ်လို့သူတို့ဒီဝါဒပြန့်မှုတွေမှာပြောနေတာရှိတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ ဒီဘသူတို့ဒီတကက်မြေပြင်အခြေအနေမှာဘလို့ရှိပါသလဲအဲ့ဒါပြောပြပေးခွန်မြဟုတ်ကဲ့ဒါကတော့ဝါရဖြန့်တသက်အရာပေါ့နော်ဒီဟာတွေကျွန်တော်တို့ကြားရတာပေါ့နော်တကယ်တကယ်မြေပြင် ground မှာတော့ဟိုဆန့်ကျင်ဘက်ကြီးဖြစ်နေတာပေါ့နော်အတူတူညာလဲပဲကျွန်တော်တို့ဟိုလူတွေကဟိုအခုလက်ရှိအနေထားမှာကျွန်တော်တို့စစ်တိုက်နေတဲ့လူတွေအားလုံးကျွန်တော်တို့ရေဘော်တွေအားလုံးမှာဟိုနိုင်ငံရေးခံယူချက်စစ်ရေးခံယူချက်အော်နောက်ပြီးတော့မှဒီ စကောင်စီရဲ့ဟိုဒဏ်ကိုမခံနိုင်တဲ့အနေအထားတွေအားလုံးစုပေါင်းပြီးပါဝင်နေကြတယ်။ဆိုတော့ဒီအနေအထားအစုအဖွဲ့၃ဖွဲ့ကနေပြီးတော့ဟိုဒါအ ਨੇ ဆုံးပေါ့နော်။ဟိုအ ਨੇ ဆုံးပုံစံ၃မျိုးနဲ့ထွက်လာတဲ့ပုံမှာခံယူချက်အရဟိုလင်းနှမှုဟိုအားနေတဲ့လူတွေကတော့ဖြစ်သွားနိုင်တာပေါ့နော်။ဒါတွေကတော့မညီမညွတ်ဘူးယံဖြစ်တယ်။ဟိုကျွန်တော်တို့ဘက်ကမောင်းထုတ်တယ်ဆိုတာတော့ဒါကဝါရဖြန့်တသက်ပဲဖြစ်တယ်။အဓိကကတော့ လက်ရှိအနေထားမှာကြံနေတဲ့ယနေ့ချိန်ထိတိုက်ပွဲဆက်ဝင်နေတဲ့ကျွန်တော်တို့ PDF လူငယ်တွေရဲ့စိတ်ဓာတ်ကိုကျွန်တော်တို့သိရှိယုံကြည်ထားပြီးသားလည်းဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဘလို့နောက်တစ်ခုကဒီလေကောမြေပြင်တိုက်ပွဲမှာဆိုလို့ရှိရင်တော့ဒီပတ်စလို့ခေါ်တဲ့ဒီပြည်သူစစ်တွေပေါ့နော်ဒီအများအပြားထိခိုက်တိုက်ဆုံမှုတွေရှိတယ်လို့ဒါပြောတော့ဟိုဟိုပေါ့ဒီသတင်းတွေမှာရောဒီတော်လိုင်းအင်အားစုတွေအဖွဲ့တွေဘက်ကရောဒါသတင်းထုတ်ပြန်တာကြောင့်တွေ့ရတာပေါ့နော် ဆိုတော့ဒီပြည်သူစစ်တွေဒီအများပြားတည်ဆုံးတယ်ဆိုတော့ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒါဒီဘသူတို့ဘက်ကဗာပြောချင်တယ်ခဗျဟုတ်ကဲ့ဒီဘက်စစ်မျက်နှာနေထားပေါ့နော်ဒီဘက်စစ်မျက်နှာနေထားဆိုတာတည်းကျွန်တော်တို့ဟိုကွန်တူလင်းနေမြေအလုံးထဲကစစ်မျက်နှာတွေကတော့အဲ့လိုပြည်သူစစ်မှုထမ်းကနေပြီးတော့ဟိုတင်နှင်းဆင်းခဲ့တဲ့တင်နှင်းဆင်းသွားတဲ့ဒီ ဟိုလူတွေပေါ့နော်အများကြီးပါလာတယ်ဆိုတော့သေချာဖြစ်ပါတယ်အဲသူတို့ဘက်ကဟိုဩဇာပေါ့နော်စိတ်တပ်ပိုင်းဆိုင်ရာရဟိုစစ်တပ်ထဲစစ်သားလှုပ်ချင်စိတ်စစ်တပ်တဲ့ဝင်ချင်စိတ်ဆိုတဲ့အရာကရှိတာမဟုတ်ပါဘူးအတရားဓမ္မပြဋ္ဌာန်းလိုက်တဲ့ပြည်သူစစ်မှုထမ်းဥပဒေကြောင့်သူတို့ပါလာတာတော့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒီလူတွေကလည်းအများပြားကျွန်တော်တို့တွေ့ရတယ်အဲသူတို့ရဲ့ထိခိုက်ကြဆုံးမှုကဒီလူတွေအများဆုံးဖြစ်တယ်ဆိုတော့လည်းကျွန်တော်တို့ပြောလို့ရတယ် ပါမအောင်ဆုံးပြောချင်တာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုစစ်အာနာရှင်တစုကသူတို့ရဲ့အာနာလဲမလွှတ်ရရေးဆိုတဲ့သူတို့ရဲ့ဆောင်ရွက်ချက်ဖြစ်တယ်အဲ့ဒီပေါ်မှာ အာအာနာသိမ်းပြီးနောက်ပိုင်းမှာသူစစ်သားတွေရဲ့သူတို့ရဲ့စစ်သားတွေရဲ့စိတ်တိုက်ရင်းရာ အင်မတန်ကိုမှထိခိုက်သွားတယ်နောက်တော့ဂုံသိက္ခာလည်းလုံးဝကျဆုံးသွားတယ်ပေါ့နော်ဒီပြည်သူတွေရှေ့မှာနောက်နိုင်ငံတကာရဲ့မျက်နှာစာမှာလည်းဂုံသိက္ခာတွေကျတာပေါ့နော်အာနာသိမ်းရတဲ့အတွက်အဲ့ဒီပုံမှာသူတို့တိုက်ရိုက်ခိုက်ကြကြဆင်းလာတယ်ကြဆင်းလာတော့ကြဆုံးပုံများလာနောက်ဆုံးမှာကသူတို့ရဲ့ဟိုအာနာကို ထိခိုက်လာမဲ့နေသာရီအာသူတို့တွေ့ပြန်တွေ့ရှိလာရတဲ့ပုံမှာဒီပြည်သူစစ်မှုထမ်းဥပဒေကိုဒါသူတို့အတင်းအဓမ္မထုတ်ပြန်လိုက်တယ်ဆိုတော့စုဆောင်ခံရတဲ့လူတွေကြတော့ အာသူတို့အဲ့ဒီစုဆောင်ခံရတဲ့လူတွေအပေါ်မှာသူတို့ရဲ့သဘောထားသည်သူတို့အာဏာကိုကာကွယ်ဖို့ပဲသူတို့ရဲ့စီစဉ်ချမ်းသာမှုသူတို့ရဲ့ထိုင်ကုန်ကိုကာကွယ်ဖို့အတွက်သက်သက်ကိုသူတို့သက်သက်ရည်ရွယ်တယ်နောက်တော့ဒီလူငယ်တွေရဲ့ထိခိုက်ကြဆုံးမှုတွေသူတို့အလေးထားတာလည်းမဟုတ်ဘူးအာဘာကြောင့်ကျွန်တော်တို့အဲ့လိုပြောလို့ရလဲဆိုရင်အာဒီရှေ့တန်းမှာထိခိုက်ကြသွားတဲ့ဟိုသူတို့ရဲ့ဘောတွေဟိုပြန်လာပြန်အလောင်းတော့မဆွဲဘူး အလောင်းမဆိုဒီတိုင်းပြစ်ချံခဲ့တယ်ဟိုလူကိုလူလို့မမြင်ဘူးပေါ့နော်အဲသူတို့ကတော့ဒီသူတို့အာနာတီမြဲဖို့အတွက်လောက်ပဲစဉ်းစားတဲ့လောက်ရက်တွေဖြစ်တယ်ဟုတ်ကဲ့ဘလို့နောက်တစ်ခုကကျွန်ကြားမိတာပေါ့အခုဒိုးစစ်ဆင်လာတဲ့ဒီစီအုပ်စုတပ်တွေနဲ့တူကရင်လက်နက်ကင်အဖွဲ့ချို့ကလည်းဟိုပတ်ဖို့ကွင်ရီမှုတွေလုပ်နေတယ်လို့ဒီသတင်းတွေထွက်နေတာပေါ့လေဒါနဲ့ပတ်သက်ပြီးတော့ဒီကင်းယူအနေနဲ့ဗာမြာမချက်ပြုချင်ပါတယ် ဟုတ်ကဲ့အာစစ်မြေပြင်ထဲမှာရှိနေပါတယ်ဒီကိစ္စတွေอ่ะเนาะအာကျွန်တော်တို့အနေနဲ့မြင်တာကဒီကျွန်တော်တို့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကဖြစ်ပေါ်လာတဲ့တမိုင်းကြောင့်တော့ကျွန်တော်နည်းနည်းပြန်လဲဟိုပြောဖို့လိုတာပေါ့เนาะအာ1994-95မန္တပလောမှာဖြစ်ခဲ့တဲ့ DKBA နဲ့ KNU နဲ့ဒီအကွဲပြဲကိစ္စအဲ့ဒီကနေတဆင့် ဖြစ်ပေါ်လာတဲ့အကြောင်းရင်းကလည်းပဲစစ်အုပ်စုဘက်ကဟောသွေးထိုးလှုပ်ဆော်လို့ဟိုဟိုစားပေါ့နော်ဒီကျွန်တော်တို့သက်ရှုပ်သွေးခွဲတဲ့လုပ်ငန်းစဉ်တွေနဲ့ထွက်ပေါ်လာတာဒါကပြီးမှပဲဒီ DKB ကနေစင် PGF တွေထပ်ပြီးတော့ကွဲထွက်သွားတယ်ဒီ DKBA ကွဲထွက်ကနေကွဲထွက်သွားတာပေါ့နော်အဲနောက်ပြီးတော့ကျွန်တော်တို့ KNL KNU KNL PC ဆိုရင်လည်းပဲအဲ့လိုပဲကျွန်တော်တို့ 2000လောက်မှာပေါ့နော်ဟိုထပ်ပြီးတော့ကွဲထွက်သွားတယ်ပြောချင်တာကကွဲထွက်သွားတဲ့အကြောင်းရင်းကဒီစစ် အုပ်စုဘက်ကဟိုသတ်ရှုသွေးခွဲလို့ဖြစ်လာတယ်ဆိုတော့သူတို့ရဲ့ဘဝအသက်ရှင်ရည်တည်နိုင်တဲ့သူတို့ဘဝအသက်ရှင်ဘယ်လိုပုံစံနဲ့နေရမလဲဆိုတဲ့အရာကြီးစစ်အုပ်စုပေါ်မှာမူတည်နေတယ်ဆိုတဲ့အခါကျတော့သူတို့ကအမျိုးသားအမျိုးကိုချစ်တဲ့စိတ်ရှိ ရှိလာပြန်ရှိလာခဲ့ပြီဆိုပေမဲ့လည်း အဲသူတို့ရဲ့နောက်အနောက်မှာပေါ့နော်အဲကျိုးဆွဲပြီးတော့သူတို့ကိုလမ်းညွန်နေတယ်သူတို့ကိုဖိအားပေးနေတယ်စေအုပ်စုရှိနေတဲ့အပေါ်မှာဒီလိုမျိုးဖြစ်ရတယ်လို့ပဲကျွန်တော်တို့ဟိုမှတ်ချက်ပေးလို့ပါတယ်